အဘိဓမ္မေသုပ္ပတိပန္နောပညာသမ္ပရဏိဒါယစတတ္တောပဋိသင်္ဘိဒါပါပုဏ္ဏတိအဘိဓမ္မာသင်ယူတဲ့အဘိဓမ္မာသင်တန်းသားတိုင်းသင်တန်းသားတိုင်းအဘိဓမ္မာသင်တန်းကိုပို့ချနေကြတဲ့ဆရာတိုင်းဆရာတိုင်းအဘိဓမ္မာတရားကိုနာယူနေကြတဲ့ အဘိဓမ္မာဓမ္မပဋိက္ခာကပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အဘိဓမ္မာဆိုတဲ့အလွန်လေးနက်တဲ့တရားခန္ဓာအရဏဓာတုစာလို့သာသနာသာသနာ့အခါမှာကြားဖို့အလွန်ခဲရင်တဲ့အမတန်လေးနက်တဲ့အဘိဓမ္မာတရားကို င်ယူနေကြရတာဟာအလွန်တရာမှတန်ဖိုးရှိပြီးအလွန်ထူးညားတဲ့အသိဉာဏ်ကိုရရှိကြတာဖြစ်ပါတယ်။အဘိဓမ္မေသုပတိပန်သောပညာတံပဒံနေတယ။အဘိဓမ္မာကိုစနစ်တကျလေ့လာကြမယ်သင်ယူကြမယ်။အဘိဓမ္မာလာတဲ့အချိန်ကျင့်သုံးကြမယ်ဆိုလို့ရှိရင် ဘုရားမြတ်စွာရဲ့သာသနာတော်မှာအစင်မြင်ဆုံးလို့ဆိုတဲ့ပညာလောကကြီးမှာလည်းပဲအချီးမအဆုံးလို့ဆိုတဲ့ပညာထိုပညာမျိုးကိုရရှိကြမှာဖြစ်တယ်တခြားဒေသနာတော်တွေနဲ့မတူဘဲနဲ့အဘိဓမ္မာဒေသနာတော်ဟာလူတူတယောက်ရဲ့ပညာကြီးအစွမ်းအစကိုမြင့်မားတိုးတက်စေတဲ့ဒေသနာတော်မျိုးဖြစ်တော် ။တပည့်တွေမှာသင်ရတယ်ဆိုရင်ပဲထူးခြားတဲ့အသိဉာဏ်တွေမိမိတို့တဏ္ဍာမှာရရှိလာတယ်။ဒီရရှိလာတဲ့အသိဉာဏ်ဟာကိုယ်တဏ္ဍာမှာပျောက်ကွယ်သွားတာမဟုတ်ဘူး။အကြောင်းမတိုက်ဆိုင်လို့မိမိရဲ့ mental process လို့ခေါ်တဲ့စိတ်အစဉ်ထဲမှာကိဝတ်နေလို့မပေါ်လာအောင်အကြောင်းတိုက်ဆိုင်လာပြီဆိုလို့ရှိရင်ဖြင့် ဒီအသိညာဟာမိမိဖို့အမတန်မှထူးခြားတဲ့အသိညာတစ်မျိုးဖြစ်လာမှာပါဒါကြောင့်မို့အဘိဓမ္မာသင်ရတယ်ဆိုတာအလွန်ကျေးဇူးများတယ်လို့ထကရာဆရာကြီးများဖွင့်ပြတယ်အဘိဓမ္မာဆိုတာ analyze လုပ်ပြီးတော့ပြတဲ့ဒေသနာမျိုးဖြစ်သည့်အတွက်ကြောင့် နေ့စဉ်လူတွေတွေးထင်နေကြတဲ့အတွေးအထင်ကိုဖြတ်ကျော်ပြီးတော့လူတွေမတွေးနိုင်တဲ့အပိုင်းကိုအဘိဓမ္မာကမိမောင်းထိုးပြထားတာလူတွေနေ့စဉ်တွေးတာဟာ concept လို့ခေါ်တဲ့ပြဉ္ညာပိုင်းဆိုင်ရာအပေါ်ယံကိုသာတွေးထင်ပြီးတော့သူပဲငါပဲလူပဲနတ်ပဲဆိုတဲ့အပေါ်ယံအယူဆတရား ထိုအယူဆတရားကိုထွန်းပေါနိုင်ခြင်းကမစွမ်းနိုင်ကြဘူးထွန်းပေါနိုင်တဲ့အသိဉာဏ်မျိုးကိုမရဘူးအဘိဓမ္မာကတော့တမန်အတေးအထင်တွေကိုဖြတ်ကျော်ပြီးတော့ထိုအတွေးထင်တွေအလွန်နဲ့နဲ့နဲ့ရှိုင်းလာတဲ့ထို concept ရဲ့အတွင်းသားအနှစ်ဖြစ်နေတဲ့ ယုတ်တရားနံတရားတွေကိုပိုင်းခြားစိတ်ဖြာပြီးပြသတဲ့ကျမ်းဖြစ်လို့အလွန်ကိုလေးနက်လာတဲ့ဒေသနာတော်တစ်မျိုးဖြစ်တာပေါ့အဘိဓမ္မာသိမယ်ဆိုလို့ရှိရင်တဘာဝဓမ္မနေအားဖြင့်သိเสียမကြံလောက်အောင်ထူးခြားထမြက်တဲ့အသိဉာဏ်မျိုးကိုရတာဖြစ်လို့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေဟာ analytical knowledge of analytical knowledge of knowledge လို့ဆိုရက်ပဋိသင်္ပိတာဉာဏ်မျိုးကိုရရှိနိုင်မှာဖြစ်ပါဉာဏ်ဤဉာဏ်သေးဆိုတာမိမိလေးကျက်နေတဲ့အနေထားပေါ်မှာမူတည်ပြီးတော့မိမိလေးကျက်ထားတဲ့အတိုင်မိမိတို့တဏ္ဍာမှာဖြစ်ပေါ်လာတာဖြစ်တယ်အဘိဓမ္မာဟာအမြဲတမ်း အရာခံသိန်းကိုခွဲချမ်းစိတ်ဖြာပြီးတော့ရှုမြင်တတ်တယ်။မြတ်စွာဘုရားကဟောလို့ရှိရင်လည်းအသေးစိတ်ခွဲခြားပြီးတော့ဟောတာဖြစ်တာကိုဆိုပါစို့လူတွေပြောနေကြတဲ့ငါစိတ်ထဲမှာအကြံကလေးတစ်ခုပေါက်တယ်လို့အရက်ထဲမှာပြောနေကြတဲ့စိတ်ဆိုတာလေးတွင်ပဲဘုရားမြတ်စွာကခွဲခြားစိတ်ဖြန်ပြီးတော့ဟောထားတယ် စိတ်လို့ပြောရတဲ့နံလေးဟာတဘာဝတရားလေးဟာအ ਨੇ ဆုံး၈ခုနဲ့ဖွဲ့စည်းထားတယ်ပြီးတော့မှသင်တဲ့ပုဂ္ဂိုလ်တိုင်းသိတယ် Unity of 8ခုခေတ်လို့ပြောမယ်ဆိုရင်8 in 1ပေါ့စိတ်ဆိုတဲ့တဘာဝတရားလေးတစ်ခုတည်းမှာပဲ၈မျိုးဟာပါဝင်ဖွဲ့စည်းထားတာဖြစ်တယ် စိတ်လိုပြောရတဲ့အခြေခံသဘာဝတရားလေးကတစ်ခုနဲ့ထိုစိတ်ကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ရဲ့အင်အားစုများလို့ပြောရမယ့်ဟာကအနည်းဆုံး9ခုဘာလို့6ခုနဲ့ဖွဲ့စည်းထားတယ်ဆိုတာတပည့်တော်မှာဒေသနာတော်ကသာလင်ခွဲခြားစိတ်ဖြာပြီးတော့ပြတာဖြစ်တယ်။တမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်စိတ်တစ်ခုတည်းပဲရည်ညွှန်းပြီးတော့ပြောနေကြတာ။ရုပ်ဆိုတဲ့နေရာမှာလည်းပဲ ရုပ်ကိုခွဲခြားစိတ်ပြပြီးတော့ကြည့်ကြအောင်တော့ရုပ်ရှိခုဟာတခုတည်းအနေယက်တည်နေတဲ့အသင်တန်တန်ကိုသိနိုင်စွာမြင်နိုင်စွာမရှိပါဘူးဘုရားမြတ်စွာရဲ့အဘိဓမ္မာကခွဲခြားစိတ်ပြပြီးပြလိုက်တဲ့အခါအဝိနေဘောကရုပ်ရှိခုအထက်ကလရုပ်ရှိခုလို့ဆိုတဲ့ inseparable indivisible ခွဲလို့မရခွဲထားလို့မရတဲ့ရုပ်ရှိခုရဲ့အပေါင်းဟာအခြေခံအပြည့်ရုပ်ပဲလို့ဆိုတာနားလည်လာရတယ်။နန္တရားဘိုင်းကိုကြည့်ရင်လည်းရှိခုနဲ့အခြေခံဖွဲ့စည်းထားပြီးရုပ်တရားဘိုင်းကကြည့်လို့ရင်လည်းရှိခုနဲ့ပဲအခြေခံဖွဲ့စည်းထားတဲ့ထိုအခြေခံပြီးတော့ဖွဲ့စည်းထားတဲ့ရုပ်တရားနန္တရားတွေကိုပဲ သူရဲ့ငါရဲ့ပုဂ္ဂိုလ်တ attva ရဲ့လို့ဒီလိုအထင်မြင်နေပေါ်မှာရပ်တန့်ပြီးတော့ဒီတဲ့ပို့ပြီးတော့မသိနိုင်ကြတော့ဘူးဟောဘိဓမ္မာတင်လိုက်တာနဲ့တပြိုင်နဲ့အလုံးသိနေကြတဲ့အထင်အမြင်ဆိုတဲ့အပေါ်ယံအတွေးတွေကိုဖြတ်ကျော်ပြီးတော့အတွင်းအနှစ်ဖြစ်တဲ့တဘာဝတရားကလေးတွေရဲ့တစ်ခုစီတစ်ခုစီရဲ့ characteristic individual characteristic လို့ခေါ်တဲ့ တဘာဝလက္ခဏာလေးတွေကိုသိရှိပြီးတော့လာတာဒါအဘိဓမ္မာသင်္မသိလာတဲ့တဘာဝတရားလေးတွေပါအဲ့ဒီလိုတဘာဝတရားလေးတွေကိုအသေးစိတ်သိအောင်အဘိဓမ္မာတရားကရှင်းလင်းပြလို့အဘိဓမ္မာတရားကိုရှင်မဘုရားကောသမင်းမင်းရှိတယ်ဒဂရဆရာကြီးကအမင်းရှိတယ်ပဗေဒတော်ဒေသနာခွဲခြားစိတ်ဖြန့်ပြီးတော့ဟောတဲ့ဒေသနာမျိုးဖြစ်တယ်တဲ့ပဗေဒတော် ဒေသနာကနဝိနိဗ္ဗောကပဋိသင်္ပိတာညာနာဝဟာအဘိဓမ္မာဒေသနာတော်ဟာခွဲခြားစိတ်ဖြာပြီးတော့ဟောတာဖြစ်သောကြောင့်ကနဝိနိဗ္ဗောကတခုတည်းလို့ထင်ရလောက်အောင်လုံခဲနေတဲ့အရာဝတ္ထုတခုကြီးကပေါင်းစုထားသည့်အတွက်ကြောင့်တခုတည်းလို့ထင်နေရတဲ့ကနလို့ပြောရတဲ့ compactness အဲ့ဒီ compactness လို့ခေါ်တဲ့တခုတည်းလို့ထင်းနေရတဲ့အရာဝတ္ထုကိုပဲခွဲခြားစိတ်ဖြာပြီးပြောနိုင်လာတယ်။အေးစိတ်ဆိုတာတခုတည်းမဟုတ်ဘူး။အ ਨੇ ဆုံး၈ခုနဲ့ဖွဲ့စည်းထားတာ။ရုပ်ဆိုတာလည်းတခုတည်းမဟုတ်ဘူး။အ ਨੇ ဆုံး၈ခုနဲ့ဖွဲ့စည်းထားတာ။မြေမုံလေးတမုံဒီပင်နဲ့၈ခုနဲ့ဖွဲ့စည်းထားတာလို့ဆိုတာအဘိဓမ္မာသင်လိုက်တဲ့အခါတမန်အမြင်နဲ့ထူးခြားတဲ့အမြင်လေးတွေကိုရလာတယ်။ ဒီမြင်မျိုးမြင်ဖို့ဆိုတာအလွန်ခရင်ပါအဲ့ဒီအမြင်မျိုးလေးတွေကိုရအဲ့ဒီအမြင်မျိုးရလာတဲ့အခါဒီတဲ့အစင်းမြင့်တဲ့အမြင်ပါရတော့ဆိုပဋိသင်္ဘိတာညာနာဝဟာ analytical knowledge အရာရာကိုခွဲခြားပြီးတော့ခွဲခွဲခြားခြား၊ကွဲကွဲပြပြသိတတ်တဲ့အသိဉာဏ်မျိုးယန္တာပုဂ္ဂိုလ်ရင်းတောင်မှပဲပဋိသင်္ဘိတာညာဆိုတာရနိုင်တာမဟုတ်ဘူး အလွန်ဉာဏ်ဉာဏ်သွေးချမြတ်တဲ့ယဟန္တာပုဂ္ဂိုလ်မျိုးမြမျိုးမသာဒီပရိသမိရာဉာဏ်ဆိုတာရယဟန္တာပုဂ္ဂိုလ်တိုင်းတော့မရနိုင်အဲဒီလိုမရနိုင်တဲ့အတိဉာဏ်မျိုးကိုရရှိစေတတ်တဲ့အဘိဓမ္မာဒေသနာတော်ကိုခုလိုစီးပူးကြရတယ်ဆိုတာနှွန်ကန်ကောင်းနေအလွန်ကိုရတော်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အခုဘိဓမ္မာသင်နေတဲ့ပုဂ္ဂိုလ်သည်ပုဂ္ဂိုလ်များဟာ အဘိဓမ္မာအကြောင်းတော်သူအကြောင်းတော်သားများအဘိဓမ္မာစာသင်သားများအဘိဓမ္မာဆရာများဟာတနေ့တစ်ချိန်ကြတော့အမြင့်ဆုံးအဆင့်ကို ရောက်ကြမယ်ဆိုရင်ပဋိသမိရာညာနာပတ္တပုဂ္ဂိုလ်ထူးတွေဖြစ်မှာပဲလို့ဘုရားကစွမ်းဆောင်ပေးတာတော့ဆိုဟောဒီအဘိဓမ္မာသင်္နာအဘိဓမ္မာသင်ယူခြင်းကနေစွမ်းဆောင်ပေးတော်မှာပါဒါကြောင့်မို့လို့ရှင်မဘုဒ္ဓဂောသအထက်ကရာမအတိလင်းရေးတတ်တာ အဘိဓမ္မေသုတ်ပတိပန်နောပညာတံပရံနေတယစတတောပဋိတံပိရာပါပုနာတိတဲ့အဘိဓမ္မာကိုစနစ်တကျသင်ကြားလေးလာမှတ်ရှုကြမယ်ဆိုလို့ရှိရင်အသိပညာရည်တွေနဲ့ပြည့်စုံလာနိုင်တယ်ပညာရည်တွေတိုးတက်မြင့်မားလာနိုင်တယ်နောက်ဆုံးအမြင့်ဆုံးပညာဖြစ်တဲ့ပဋိတံပိရာဉာဏ်ထည့်အောင်ရောက်ရှိသွားနိုင်တယ်လို့ဒါအဘိဓမ္မာသင်ရခြင်းရဲ့အကျိုးကျေးဇူး တခုအနေနဲ့ဒီတစ်ဘက်ကအကျိုးကျေးဇူးတွေရှိပါတယ်။အဘိဓမ္မာတရားတော်ဟာအနွန်လေးနဲ့လို့အဘိဓမ္မာသဘာဝတရားတွေကိုဆင်ခြင်စဉ်းစားလိုက်လို့ရှင်တလောကလုံးကြီးတစ်ခုလုံးဟာအရာခသိန်းဟာမြင်များပဲကျေပြန့်နေစေကမူအဘိဓမ္မာဆိုတဲ့ဘောင်တစ်ခုတည်းသွင်းလိုက်လို့ရှင်အားလုံးဟာအကျုံးဝင်သွားပင်လေကြီးကနယ်လဲနဲ့တဲ့ကျယ်လဲကျယ်တယ်လို့ပြောကြတယ် သို့သောအဘိဓမ္မာဆိုတဲ့ဘောင်ကြီးထဲမှာထည့်လိုက်လို့ရှင်ပင်လေကြီးကဉာဏ်လေးဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့လို့တိဟိုကျောင်းကနေပြီးတော့အိန္ဒိယမဟာဘောဓိပင်ကိုသွားရောက်ဖူးမြော်ဖို့ဆိုပြီးတော့ကတိန်ဘယမဟာတိတ်တမထေကြီးကတိဟိုကန်းကြီးကနေပြီးတော့အိန္ဒိယနိုင်ငံဘက်ကိုကူးတာလေသိမ်းမောင်းနဲ့ဟိုဘက်ကိုဖြတ်ကူးတဲ့အခါကျတော့ပင်လေပြင်းကြီးကို ချက်ကူရတော့ပင်လေပြင်းကြီးကိုရှုစားပြီးသူ့စိတ်ထဲမှာဘလို့တွေးမိတယ်လဲဆိုရင်အော်ဟောဒီပင်လေပြင်းကြီးဟာအမတန်မှကျယ်ပြောတယ်နဲ့လဲနဲ့တယ်လှိုင်းလုံးကြီးတွေကလည်းပဲပင်လေပြင်းကြီးတစ်ခုလုံးဖုံးလွှမ်းနေလောက်အောင်ကြီးမားကြပါပေတယ်သို့တော့ပဋ္ဌာန်းကျမ်းကြီးကိုလေ့လာစဉ်ကပဋ္ဌာန်းကျမ်းကြီးရဲ့နိနာနေတရားတွေကိုဆင်ခြင်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ ဒီပင်နေပင်ကြီးနဲ့တယ်ဆိုတာဘာဟုတ်မလဲပဋ္ဌာန်းကျမ်းလောက်ပဲနဲ့မလဲပင်လေပင်ကြီးကျဲတယ်ဆိုတာလည်းဘာဟုတ်မလဲအကန့်တတ်ရှိနေတာပဲဟိုဘကံဒီဘကံဆိုတဲ့အကန့်တတ်ရှိနေနဲ့တယ်ဆိုတာလည်းအကန့်တတ်ရှိနေပဋ္ဌာန်းကျမ်းကြီးနဲ့တယ်ဆိုတာတော့လိုက်လို့ကိုမမိဘူးအကန့်တတ်ကိုပေါ်ထုတ်နိုင်ဘူးဟိုဘကံဒီဘကံဆိုတာကိုလည်းလက်လန်းမမိဘူးမြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးနဲ့ ထုတ်ဖို့ဟောချားထားတဲ့ဒီပဋ္ဌာန်းကျမ်းကြီးဟာအလွန်အလွန်လေးနက်ပြီးတော့ဟောဒီလှိုင်းလုံးကြီးများမကကြီးမားလာတဲ့ဤနေရာတွေနဲ့ဖုံးလွှမ်းထားတဲ့ပဋ္ဌာန်းကျမ်းကြီးအဘိဓမ္မာထဲမှာအနာဂတ်အနေနဲ့ဘုရားမြတ်စွာဘုရားအမြင့်ဆုံးအနေနဲ့ဟောထားတဲ့ဟောဒီပဋ္ဌာန်းကျမ်းကြီးဟာပို့ပြီးတော့နက်နဲပြီးပို့ပြီးတော့ကျေပြန့်တယ်လို့သူ့စိတ်ထဲမှာတွေးမိရင်ဘာဖြစ်လာတော့ဆိုရင် ပင်လယ်လိုင်းလုံးကြီးတွေကိုချိပ်ပြီးတော့ယင်ထဲကပိတိလိုင်းလုံးကြီးတွေတက်လာအဲ့ဒီပိတိလိုင်းလုံးကြီးတွေကိုနှစ်သက်တဲ့သဘာဝဝိပဿနာဉာဏ်ဖြင့်အဘိဓမ္မာအတိခြေခံထားတဲ့ဝိပဿနာဉာဏ်နဲ့ဆင်ញင်စဉ်းစားလိုက်ပြီးတဘာဝပိတိရဲ့အခြေအနေကနေစပြီးသင်္ခါရတရားအလုံးရဲ့အခြေမြစ်တွေကိုနားလည်ပြီးမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေကိုချိန်ပြီးတော့ အိဋ္ဌဒုက္ခအတ္တဆိုတဲ့လက္ခဏာရင်ဆင်ခြင်သုံးတန်ခါနောက်ဆုံးမှာယန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားဘူးတဲ့ဘောဒါအဘိဓမ္မာရဲ့လေးနဲ့မှုကိုစဉ်းစားရုံနဲ့စဉ်းစားပြီးတော့ပိတိလှိုင်းလုံးထရာကနေပြီးတော့ယန္တာဖြစ်သွားတယ်ဆိုတာအထသလိနိအထကထာနိဒါနကထာ the expositor လို့အင်္ဂလိပ်လိုပြန်ထားတဲ့အထဲပါရေးသားထားတာမှတ်တမ်းတစ်ခုတွေ့ရပါတယ် ဒါကြောင့်မို့လို့ဒီအဘိဓမ္မာသင်္นานသားတွေတဲကလည်းပဲအဘိဓမ္မာတရားတော်ကြီးကိုလေ့လာရင်းကနေပြီးတော့အမတန်နည်းနည်းပြီးကျေပြန့်လှတဲ့အဘိဓမ္မာတရားတွေကိုဆင်ခြင်သုံးသပ်ကြပြီးဆင်ခြင်သုံးသပ်ပြီးအခုလိုတရားတုတရားမြတ်ဆိုတာရနိုင်တယ်လို့တို့သင်ရတဲ့အဘိဓမ္မာတရားဟာအလွန်အလွန်တန်ဖိုးရှိလာပါလားလို့စိတ်ထဲကဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ အဘိဓမ္မာတရားမိမိတို့ရဲ့နေရင်တဲ့နှလုံးသားထဲမှာခြေပြန့်တဲ့ခြေပြန့်လာပြီးအသိပညာတွေတိုးတဲ့တိုးအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓု